ီ set ကိုတကယ်လို့အဲ့လို plastic wet တွေမပတ်ဘူးပြန် clean စင်းမလုပ်ဘူးဆိုလဲဒီ set ကဒီနေ့ဒီ set ကိုကိုကကင်ပြီးတော့တယောက်ကိုရေးတယ်မောင်ဖြူကိုဒီနေ့ရေးတယ်နောက်နေ့ကျလဲမောင်နီကိုဒီ set နဲ့ပဲကင်ပြီးရေးတယ်ဆိုရင် set မှာရှိတဲ့ battery တွေကူးနိုင်တယ်ပေါ့နော်စလုံးမဲ့ beginner တွေအတွက်လဲဒါလေးကိုတေချာလေးပေါ့လေဟိုနားထောင်ပေးသေးခြင်းနဲ့ပြန်နော်တေချာလေးဒီ season လေးကိုကြည့်သေးခြင်းဒီတက်တူးကျွန်တော်တို့စရင်မယ်ဆိုပထမဆုံးကတော့ကျွန်တော်တို့ကတက်တူးမှာအရေးကြီးဆုံးအလိုအပ်ဆုံးအရေးကြီးဆုံးအချက်ကတော့ ဒီဘက်ခက်ကအဲ့လောက်ကြီးကြောက်စရာမလိုတော့ဒီဈေးတွေကိုဒီထဲကိုထည့်မယ်မကုန်ရင်လည်းဒါကြီးနှုတ်ပြတယ်ခွက်တွေလည်းနှုတ်ပြတယ်တတူထိုးပြီးရင်လည်းကျွန်တော်တို့ဒီအခင်းတွေဘာတွေအကုန်လုံးရှင်းဖြစ်နေကျွန်တော်တို့လုတ်ခဲ့တဲ့နေရာတွေမှန်သမျှထိုင်ကုန်အဆဟိုကိုရှိလာထိုးတဲ့ကလိုင်းရန်ထိုင်သွားတဲ့ခုံတွေကလက်တင်တဲ့ခုံတွေအဲ့ဒါတွေကအဆကျွန်တော်တို့ကအရက်ပြန်နဲ့ဖြန်းတယ်အဲ့တော့ကျွန်တော်အချိန်ပေးစီခြင်းတယ်ကလိုင်းရန်ညီအနေနဲ့အချိန်ပေးပါ artist တွေကလည်းအချိန်ပေးပါမလောပါနဲ့ လာပါအခုလာအခုရေးပေးမယ်ဆိုတဲ့ပုံစံမလုပ်ပါနဲ့ဗောနော်အခု beginner တွေပြောနေတာ Channel မြန်မာဆိုတာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဝယ်ရာဝါသနာအပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အစီအစဉ်ကောင်းတွေကိုအမြဲတမ်းကြည့်ရှုရအောင်လို့ Subscribe button လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ပေးတဲ့ကြည်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ tattoo artist ကိုကွမ်းမှာကျွန်တော်တို့ကတော့ dream in tattoo studio ပါပါခင်ဗျာเนาะအာအခု hobby channel မြန်မာရဲ့ဒီ tattoo စိတ်ဝင်စားတဲ့ဒီ beginner တွေ tattoo ကိုအခုမှရေးဖို့စဉ်းစားနေတဲ့သူတွေပေါ့เนาะရေးဖို့လည်းနည်းနည်းလေးတွေးဝေနေတယ်ရေးလဲရေးခြင်းနဲ့စဉ်းစားနေရဆိုတော့ client တွေ customer တွေပေါ့ဒီ tattoo artist လည်းလုပ်ချင်တဲ့ beginner တွေအတွက်ရည်ရွယ်ပြီးတော့ဒီအစီအစဉ်လေးကို ဟိုလောက်တဲ့ဒီ hobby channel မြန်မာရဲ့အစီအစဉ်လေးမှာကျွန်တော်ကအနေငယ်လေးကျွန်တော်တို့သိသလောက်လေးပြန်လည်မျှဝေပေးခြင်းပါခင်ဗျာဟုတ်ကျွန်တော်ကအရင်ဆုံးဘာလို့မျှဝေပေးခြင်းလဲဆိုရင် ကျွန်တော်တို့တက်တူးမှာအဲ client ရဲ့နေဘက်ကအရင်ပြောရမယ်ဆိုရင်သူတို့ကတက်တူးထိုးခြင်းနဲ့ဒါပေမဲ့ဒီကျန်းမာရေးအရ safety ဖြစ်ပါမလားပေါ့နော်ဒီအရက်ထဲမှာကျတော့တချို့တက်တူးအမြင်မရှိတဲ့သူတွေကျတော့ဒီတက်တူးထိုးလိုက်ရင်ယောဂါတွေပါတယ်ကူးမယ်ပေါ့လေ အဲ့လိုမျိုးအတွေးတွေရှိကြတယ်ပေါ့နော်ဒါကျွန်တော်တို့အရင်ခက်ကလန်အဲ့လိုမျိုးတွေတွေးကြတယ်ပေါ့ဒီဘက်နောက်ပိုင်းတော့နည်းနည်းလေးတော့ဟိုအမြင်လေးတော့ရှိလာပါပြီဒါပေမဲ့အနည်းငယ်တချို့အဲ့လိုမြင်နေသူလေးတွေကြံနေသေးတော့ကျွန်တော်အဲ့အတွက်ကိုဒီတက်တူးထိုးလို့ဘာမှမဖြစ်ဘူးကျမ်းမာရေး side effect ဘာမှမရှိဘူး safety ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်ဒီ safety ဖြစ်ဖို့ဆိုတာလေတက်တူးရေးပေးတဲ့ကိုသွားရေးမဲ့ sign ကိုသွားရေးမဲ့ artist studio အဲ့ဒီကဒီ artist တွေရဲ့အလုပ်လုပ်ပုံ လုံနီးပေါ့နော် safety အတွက်ဘယ်လောက်ထိပြင်ဆင်ထားလဲဆိုတော့အဲ့ဒါတွေကိုအရင်လေ့လာပြီးမှလည်းဟိုတွားပြီးရေးစီခြင်းပါတယ်ခင်ဗျာဟုတ် တကယ်ဟိုစိတ်ကူးပေါက်လို့အခုပဲအဲကျွန်တော်ကျမတို့ကတက်တူးရေးခြင်းလို့မလို့ဆိုပြီးတော့စိတ်ကူးနဲ့ချက်ချင်းတွားပြီးရေးတာမျိုးမဟုတ်ပဲနဲ့ကြိုပြီးတော့ကိုရေးမဲ့ artist ရဲ့ကိုရေးမဲ့ဆိုင်ရဲ့အနေထားပေါ့နော်ကိုရေးမဲ့ artist ကဘယ်လိုတွေရေးတယ်ဘယ်လိုတွေပြင်ဆင်လဲအဲ့ဒါတွေကိုလေ့လာပြီးမှတွားပြီးတော့ရေးစီခြင်းတယ်ပေါ့ မောင် safety ပိုင်းဆိုအခုအရင်ထက်မှမြင်နေတာကျွန်တော်တို့တက်တူးထိုးပြီဆိုရင်ယောဂါတွေကူးမယ်ပေါ့ဗျာเนาะအဲ့လိုမျိုးတွေတွေးကြတယ်မြင်ကြတယ်ဒီဟာကလည်းဟိုအပြင်မပြောပါဘူးဒါလည်းမြင်သင့်ပါတယ်ကျွန်တော်တို့ကအရေပြားကိုအဲ့နဲ့ထိုးတဲ့အလုပ်ဆိုတော့ဟိုယောဂါကူးနိုင်ခြင်းများတာပေါ့လေဘယ်လောက်ထိများလဲဆို90%အထိကိုပဲရှိတယ်ဗျယောဂါကူးနိုင်ခြင်းကအဲအခုခေတ်ကတော့ကျွန်တော်တို့ကတော့တစ်ခါသုံးအက်တွေသုံးတာ one use တွေပဲဒီမှာသုံးတဲ့အဲဒီ studio မှာသုံးတဲ့ပစ္စည်းတွေအကုန်လုံးဒီ set မှာဆိုလဲဆက်ကိုဆိုလဲကျွန်တော်တို့ကဆက်ကိုလုံချောင်းဒီလို plastic web ဒီပတ်တယ်အဲအဲ့လိုမျိုးပတ်ပြီးတော့ရေးတယ်ပြီးလို့ရှိရင်လည်းရေးပြီးတော့အဲ့ plastic web ဒီကိုဖြည်ပြီးလွှတ်ပြတယ်ကြံတဲ့ရေးစည်းတွေကိုအရက်ပြန်နေနဲ့ဆေးတယ်အဲ့လိုထားတာပေါ့နော်ဟိုဒီဆက်ကိုတကယ်လို့အဲ့လို plastic web ဒီမပတ်ဘူးပြန် clean စင်းမလုပ်ဘူးဆိုလဲဒီဆက်ကဒီနေ့ဒီဆက်ကိုကိုကကင်ပြီးတော့တယောက်ကိုရေးတယ်မောင်ဖြူကိုဒီနေ့ရေးတယ်နောက်နေ့ကျလဲမောင်နီကိုဒီဆက်နဲ့ပဲကင်ပြီးရေးတယ်ဆိုရင်ဆက်မှာရှိတဲ့ဘက်တီးရီးယားတွေကူးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ ဟိုအေးပြားဒီအဲ့နဲ့ပေါက်တဲ့အလုပ်ဆိုတော့အများကြီးအေးပြားဆိုင်ရာယောဂါရအများကြီးကူးနိုင်တယ်ဗျာနောက်ဆုံးပြောရဟိုအသေးဖွဲဆိုအဲ့လိုဘီဘိုးစီဘိုးအဆကူးနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အများကြီးဒီ safety တွေကိုပြင်ဆင်ရမယ် safety တွေပြင်ဆင်ရမယ်အခုဒီစလုံးမဲ့ beginner တွေအတွက်လည်းဒါလေးကိုတေချာလေးပေါ့လေဟိုနားထောင်ပေးသေးခြင်းနဲ့ဗျာနော်တေချာလေးဒီ season လေးကိုကြည့်သေးခြင်းဒီ tattoo ကျွန်တော်တို့စရင်မယ်ဆိုပထမဆုံးကတော့ကျွန်တော်တို့က tattoo မှာအရေးကြီးဆုံး အလိုအဆုံအရေးကြီးဆုံးအချက်ကတော့ဟိုတတူအပ်ပေါ့တတူအပ်ကတော့အရေးကြီးဆုံးပဲဘာလို့ဆိုဒီဒီအပ်ဒီကလည်းဟိုလုံုံစိတ်ချမှာပေါ့နော် one use ဖြစ်မှဒါလင်ကျွန်တော်တို့အတွက်ယောဂပိုးတွေဟိုမကူးနိုင်ပါဘူးเนาะမဟုတ်ဘဲနဲ့အဲကျွန်တော်တို့ကနှမျောပြီးတော့ဒီအက်တွေကိုဟိုသုံးတယ်ပြီးရင်ရင်းနှွေးပြုတ်တာတို့ဘာလို့ဒါကြီးကအခုခေတ်တော့မရှိပါဘူးမရှိပါဘူးဒါမဲ့လေဟိုကျွန်တော်ကဟိုတေးသေးလေးရစာထည့်ပြီးတော့ပြောပေးတာပါ ဒီဘက်ခက်မှာတော့မရှိတော့ပါဘူးပစ္စည်းတွေလည်းဒီလောက်ပေါ်နေတာဆိုတော့ဟောအဲ့လိုမျိုးပြန်သုံးတဲ့အလေးထားတော့မရှိပါဘူးတစ်ချိန်တုန်းကတော့ရှိကောင်းရှိခဲ့မှာပါလွန်ခဲ့နှစ်များစွာတော့เนาะအခုကတော့မရှိတော့ဘူးဒါမဲ့လည်းဟိုပိုပြီးပြည့်စုံသွားအောင်အသေးဖွဲလေးရဆာပြောပြတာပါเนาะကျွန်တော်တို့အခုထိုးမယ်ဆိုကျွန်တော်တို့မှာတက်တူအက်တွေကဒီလို ready made တစ်ခါတည်းတစ်ခါသုံးအတွက်လာတဲ့ဟာရှိရဈေးကွက်မှာအလွယ်တကူဝယ်လို့ရတယ်အဲကျွန်တော်တို့ခစ်တုန်းကဆိုလို့ရှိရင်တက်တူ supplier တွေကမြန်မာယူမှာတိတ်မရှိဘူးအခုဆိုရင်မှာ ဟိုတတူ supply နေအများကြီးရရှိရဆိုတော့အလွယ်တကူဝယ်လို့ရကျွန်တော်တို့ကိုယ်တိုင်လည်း supply ရောင်းနေဆိုတော့အဲဒါတစ်ခါသုံး app ဆိုရင်ဒီလိုမျိုးလေးတွေအတွဲ like လေးတွေလာတာပေါ့ဗျာအတွဲ like လေးအဲ့ဒါအောင်မှဟိုကိုကသုံးမယ်ဆိုရင်တစ်ချောင်းအဲ့လိုမျိုးဟိုဖြတ်ပြီးတော့ဒီလူကိုဒီ app ကလေးနဲ့ထုတ်ပြီးတော့ရေးမယ်ရေးပြီးသွားလို့ရှင်အဲ့လူတယောက်ကိုရေးပြီးရင်အဲ့ဒီ app ကိုနှုတ်ပြတယ်ဒါ app အပိုင်းမှာပြောပြတာတစ်ခါသုံးနေဖြစ်သွားရင်ဟို client ရနေနေတတူထိုးဖို့အတွက်ဟိုအရင်စိုးရင်じゃမလို့တော့အဲ့ပြင်စေး ဈေးကြလဲကျွန်တော်တို့ကဒီလိုမျိုးဈေးခွက်လေးတွေရှိတယ်ပေါ့ဈေးအခွက်ဈေးခွက်လေးတွေကလဲတစ်ခါတော့မဲ့ဒီအင်ကက်လေးတွေကလဲဝယ်လို့ရတယ်အများရွယ်လာတယ်ဒီဈေးခွက်လေးတွေတဲ့ဥမာကျွန်တော်တို့ကဈေးထည့်လိုက်တာဒီဈေးခွက်လေးတွေဥမာအာဒီကနေဈေးထည့်လိုက်တဲ့ကိုလိုတလောက်ထည့်ပြီးတော့ရေးတယ်ဒီတစ်ခွက်ပြည့်အောင်ကျွန်တော်တို့ထည့်ပြီးရေးတယ်ပေါ့ရေးလို့ကြတော့တချို့ပုံတွေကြတော့ဈေးမကုန်ဘူးတဝက်ကြံတယ်ပေါ့ဒါ යි ဆိုကျွန်တော်တို့ကလွန့်ပြစ်တာပေါ့ဒါအသေးဖွဲကိစ္စလေးတွေပါကျွန်တော်ဟိုဟာဖြစ်အောင်လို့ဟိုပြည့်စုံပြောပြဟို အရန်ကိုပဲဟိုရှားတဲ့ခစ်ဆိုရင်တော့တမျိုးပေါ့ဗျာနော်ဒါပေမဲ့ activate ခစ်ကအဲ့လောက်ကြီးကြောက်စရာမလိုတော့ဒီဆေးတွေကိုဒီထဲကိုထည့်မယ်မကုန်ရင်လည်းဒါကြီးနှွန့်ပစ်တယ်ခွက်တွေလည်းနှွန့်ပစ်တယ်တတူထိုးပြီးရင်လည်းကျွန်တော်တို့ဒီအခင်းနေဘာကြီးအကုန်လုံးရှင်းဖြစ်နိုင်ကျွန်တော်တို့လုတ်ခဲ့တဲ့နေရာကြီးမှန်သမျှထိုင်ကုန်ကအဆဟိုကိုရှိလာထိုးတဲ့ကလိုင်းရန်ထိုင်သွားတဲ့ခုံတွေကလက်တင်တဲ့ခုံတွေအဲ့ဒါတွေကအဆကျွန်တော်တို့ကအရက်ပြန်နဲ့ဖြန်းတယ်ပုံထိုးပြီးသွားလို့ရှင်ရက်ပြန်နဲ့ဖြန်းပြီး cleansing လုပ်တယ် လှုပ်ပြီးသွားမှသာလင်စိတ်ချမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့လာထိုးတဲ့သူရဲ့ဟိုသွေးမဟုတ်တော့ချွေးပါညာရှိမယ်။ဒီ client ရထိုင်တဲ့ထိုင်ကုန်ကဒီနေ့မှလည်းကျွန်တော်တို့ရှိလာတဲ့ customer တယောက်ထိုင်သွားတယ်။အကြာကြီးပဲတတူးကဟိုဈေးရောင်းဈေးွက်တလို့မျိုး9မိနစ်10မိနစ်နဲ့တထိုင်နဲ့ရှင်းပြီးတော့ဟိုဝယ်သွားတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်3-4နာရီထိုင်ပြီးတော့ထိုးရတာ။အဲ့တော့ client ရဲ့ချွေးတွေသွေးတွေရှိမယ်ပေါ့နော်။ရှိမယ်ဆိုတော့အဲ့ဒီခုံတွေကျွန်တော်တို့ကပြန်ပြီးတော့ကလင်းစင်လုတ်ပေးရတယ်။ အဲလှုပ်ပေးပြီးမှနောက်ရက်နောက်တစ်ယောက်ကိုထပ်ထိုးပါတယ်အဲ့လိုပေါ့ကျွန်တော်တို့ပြီးတော့ဒီအဓိကတော့ဒီ app ပါပဲလူရနဲ့ထိုးပြီးသား app တွေမှပြန်သုံးလာပါလားအဲ့ဒါတော့အခုချိန်အထိကိုပဲအဲ့လိုမြင်နေတဲ့ကလန်းရံနေရှိသေးတယ်သူကနည်းနည်းတက်တူးနဲ့မရင်းနီးလို့ပေါ့နော်မရင်းနီးလို့အဲ့လိုမြင်တာပါအမှန်တကယ်တော့ဒီဘက်ခင်မှာတော့ဟိုတက်တူးထိုးပြီးသား app ကိုပြန်သုံးနေဆိုတဲ့နေရာမျိုးမရှိတော့ပါဘူးခင်ဗျဒီဘက်ခင်ကမရှိတော့တချင်ကတော့ရှိကောင်းရှိမယ်အခုကတော့ ဒီလောကလည်းကြဲပြိုင်နေအားလုံးကလည်းအမြင်ရှိနေဆိုအဲ့လိုမျိုးပြန်မသုံးကြတော့ပါဘူးခေါ့ကျမ်းမာရေးအတွက်ကိုစိတ်ချလက်ချလေးကလန်းရံ့နေအမြင်နဲ့ဖြစ်စေချင်ပါတယ်တက်တူးထိုးလို့ဟိုယောဂတွေကူးမယ်ဘာတွေကူးမယ်လို့မရှိပါဘူးเนาะအဲ့ဒါလေးကိုတော့ကျွန်တော်အရင်ဆုံးရှင်းပြခြင်းတယ် beginner တွေအနေနဲ့ကလည်းစလုံးမဲ့ beginner တွေအနေနဲ့ကလည်းတစ်ခါသုံးဟိုအက်ဒီကိုတစ်ခါပဲသုံးစီခြင်းနဲ့ကျွန်တော်တို့ဆိုဒီမှာအက်ဆိုလဲအမျိုးအစားပေါ့ဒီတချောင်းဟို9000 1000လောက်တန်တဲ့အက်ရှိတယ်လို့တချောင်းဟို 1005ပဲတန်တဲ့ app ဒီလည်းရှိတယ်အဲ့တော့ဟိုကိုကဟို9000လောက်တန်တဲ့ app ကြီးကိုမသုံးနိုင်ဘူးဆိုရင်လည်းဒီ1500လောက်တန်တဲ့ app လည်းသုံးလို့အဆင်ပြေတယ်အဲအဓိကကတော့ဟိုမနှမျောနဲ့ပေါ့နော်သုံးပြီးနှုတ်ပလိုက်ပေါ့ပြန်သိမ်းထားမျိုးမလုပ်ပါနဲ့ပေါ့ဟိုရှိလဲမရှိတော့ပါဘူးဒါကျွန်တော်ပြောပြတာเนาะဒီဘက်ခင်မှာတော့အဲ့ဒါမျိုးတွေကတော့ ဟိုမရှိတဲ့လောက်ကိုရှားပါကြီးကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့အတိမိတ်ဆွေကျွန်တော်ညီငယ်တွေကျွန်တော်တို့သင်တန်းထွက်တွေအားလုံးထဲမှာတော့အဲ့လိုမျိုးတော့မရှိပါဘူးเนาะတခြားနေနေတနေရာတွေမှာတော့ရှိကောင်းရှိလာနိုင်တယ်ပေါ့အဲ့အတွက် beginner တွေမလုပ်ဖို့ပေါ့เนาะအရေးကြီးတယ်အဲကျွန်တော်တို့ဒီတက်တူးထိုးတယ်ဆိုတာကတကယ်လို့ကိုကဒီ safety ပိုင်းကျန်းမာရေးအတွက် safety ပိုင်းလုံမပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်ကဒီယောဂပိုးတွေကို virus တွေကိုတည်ယူပို့ဆောင်ရေးလုပ်တဲ့ နေရာကြီးအလုတ်ယုံကြီးတစ်ခုဖြစ်သွားလိမ့်မယ်ကျွန်တော်တို့တွေကတေးသက်သက်မလုတ်ပြီးနိုင်ဘူးဆိုရင်ဒီတယောက်ရဲ့ဟာကိုနောက်တယောက်ကိုပို့တယ်နောက်တယောက်ဟာကိုနောက်ထပ်လာတဲ့လူကိုပို့တယ်ဆိုတော့ကျွန်တော်ကအဲယူပို့ဆောင်ကြီးလုတ်ပေးနေတဲ့နေရာကြီးလို့ဖြစ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လည်းခံရမယ်အဓိကပထမအဆုံးခံရမှာကျွန်တော်တို့ဒီတန်ရှင်းတက်ရအောင်မရေးတဲ့ artist ကိုယ်တိုင်အရင်ခံရမှာ client ကတော့ဒီနေ့လာတယ်ပြီးရင်နောက်တယောက်လာမယ်အဲ့ဒီ တလတလတနေ့တနေ့ဟိုတနေ့ပြီးတနေ့ပြီးွားတဲ့ဟာတွေရဲ့ client ရဲ့လူပေါင်းစုံတွေ့ရတာပေါ့ဗျာကျွန်တော်တို့ကတော့တနေ့တယောက်တနေ့တယောက်နေ့တိုင်းတွေ့နေရတော့ကိုကတော့တန်တန်ရှင်းရှင်းမနေနိုင်ဘူးဆိုတော့အဲ့လူတွေရဲ့ဒီယောဂပိုးတွေပါတွေအကုန်လုံးကကျွန်တော်တို့လာထိမှာပေါ့နော်အဲ့အတွက်လဲကျွန်တော်တို့အဲ့လိုတေးချာလေးပြင်ဆင်သင့်တယ်အဲ့ safety ပိုင်းကဘယ်လိုလဲဆိုတော့အဓိကပြောချင်တော့ဒီဘက်ခစ်ကြတော့ကျွန်တော်တို့ကခစ်ကအ мян ခစ်ဖြစ်နေတော့အ мян ခစ်ဖြစ်နေတော့အခုလာမယ်ဒီနေ့လာမယ်ဖုံးဆက်မယ်ထိုးခြင်းတယ် အာအခုဒီနေ့တော့မရဘူးဘယ်နေ့ဘယ်နေ့ချိန်းနေဆိုကတ်စတမာရဲ့မကြိုက်တော့ဘာလို့မကြိုက်လဲဆိုတော့သူတို့ကလည်းတက်တူးဆိုတာပေါ့သူတို့အမြင်တက်တူးကကျွန်တော်ထိုးကျင်တဲ့အချိန်အဲကျွန်တော်ဖီးလာတဲ့အချိန်ပေါ့မူးဝင်တဲ့အချိန်ကိုကျွန်တော်ထိုးကျင်တာဘာညာဆိုဇွတ်လာကြတယ်အဲ့ဒီမှာအဲ့လိုအမြန်ဇွတ်လာပြီးတော့အခုလာခုရေးမှာအဲ့ safety ဘိုင်းမှာအားနေသွားနိုင်အခုလာခုရေးကြတော့ကျွန်တော်တို့ရှင်းရှင်းပြောရရင်ပုံကြီး ပုံကြီးမဟုတ်ဖ ೇನೆ fancy ပုံတွေရှေ့မှာတယောက်ရေးနေထားပါတော့ဆိုဆိုကြပါစို့ကျွန်တော်ရှေ့မှာတယောက်ရေးနေအခုဖုန်းဆက်တယ်ဖုန်းဆက်တော့ကျွန်တော်ကလက်ခံပြီးလာခဲ့ပါဆိုပြီးခေါ်လိုက်ပြီ तू ကရောက်လာပြီကျွန်တော်ရေးနေလို့မပြီးသေးဘူး तू ကထိုင်ဆောင်နေမယ်ထိုင်ဆောင်နေပြီကျွန်တော်ရေးနေလူလည်းပြီးသွားသူ့ကိုတစ်ခါထက်ရေးမယ်ဒီပေါ်ကလင်းစင်းတော့လှုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့မှာတကယ်ကလင်းစင်းလှုပ်ဖို့အတွက်အချိန်မလုံလောက်ဘူးမလုံလောက်တဲ့အတွက်အဲ့မှာအားနေချက်ဖြစ်သွားနိုင်တယ် safety မှာအဲ့ကနေတစ်ဆင့်ကျွန်တော်တို့ကခုနပြောလို့တယ်ယူပို့ဆောင်ရဲ့အလို့ယုံကြီးဖြစ်သွားနိုင်တယ် ဲ့တော့ကျွန်တော်အချိန်ပေးစီခြင်းနဲ့ client ရဲ့အနေနဲ့အချိန်ပေးပါ artist တွေကလည်းအချိန်ပေးပါမလောပါနဲ့အဲလာပါအခုလာအခုရေးပေးမယ်ဆိုတဲ့ပုံစံမလုပ်ပါနဲ့ဗောနော်အခု beginner တွေပြောနေတာကိုယ့်အကိုအချိန်လေးပေးပြီးတော့ကျမ်းမာရေးအတွက် CD ဖြစ်အောင်တေချာလေးစီစဉ်ပြီးတော့မှရေးစေချင်ပါတယ် client ရဲ့နေရာလည်းအဲအလောက်ကြီးဟို artist တွေကို fee အောင်ပေးနေဗောနော်တချို့ကြတော့ရှိတယ်ဗျဟိုကျွန်တော်တို့ကိုယ်တိုင်ကိုကြုံခဲ့တာရှိတယ်ခါကြတော့ကိုယ်ချက်ချင်းရေးမပေးခြင်းပေမဲ့လည်း ်ညင်းလို့မရတဲ့ client အတိမိတ်ဆွေအရင်းကြီးတွေရှိတယ်အဲ့လိုမျိုးတွေဇုတ်ပူစားတဲ့ခါကျချက်ချင်းလောက်ရတဲ့အကန့်တွေရှိတယ်အဲ့လိုမျိုးတွေမှာခုနလို set divine တွေဒီအားနေသွားနိုင်တယ်ကျမ်းမာရေးဘက်ကကျင်းအဲ့ဒါကြောင့်မလို့အချိန်လေးနည်းနည်းပေးကျွန်တော်တို့တက်တူးထိုးပြီဆိုကြလန့်ဗျာကျွန်တော်တို့အချိန်ပေးနိုင်မှကိုတက်တူးဆိုင်ကိုဟိုသွားတင်တယ်အချိန်မပေးနိုင်မဲနဲ့ကျွန်တော်တို့တက်တူးဆိုင်ကိုသွားလို့အဆင်မပြေဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီအသားပေါ်မှာတေးရပါခေါ်သွားမှာကိုဒီလက်ရဒီ ပကြီကားလိုမျိုးပေါ့ရွှေလျားနေရဲ့ပကြီကားပေါ့ဒီဟာကြီးကိုတဲ့သွားရမှာဆိုတော့ချိန်ပေးရမယ်ဒါမှသာလင်ဟို artist ကလည်းသူ client ရအောင်စိတ်ချရအောင်သူကျမ်းမာရေးအတွက်စီစဉ်ပေးရမှာအောင်เนาะတန်ရှင်းရေးတွေပါအဲ့ဒါလေးပါပဲဟိုအဓိကကတော့လူတွေကတော့ app ပေါ့လေအဓိကကတော့ app ကိုကြောက်ကြတာ app ကိုများထိုးပြီးသားပြန်သုံးလာပေါ့ပြန်သုံးရင်ယောဂတွေကူးမှာပေါ့เนาะအဲ့ကတော့ထိုးပြီးသားပြန်မသုံးဘူးအခုကတခါသုံး app တွေပေါ့မှာပေါ့ဘူးပေါ့မှာပေါ့ ready made ready ကူလဲဝယ်လို့ရတယ်ဆိုတော့ ဘယ်ဆိုင်မှပြန်မသုံးတော့ပါဘူး beginner တွေလည်းမကလေးတွေလည်းမသုံးတော့ပါဘူးဟိုအဲ့ဒီခေတ်လည်းမဟုတ်တော့ဒါပေမဲ့အက်ကပဲကူးနိုင်တာလားဆိုတော့လည်းမဟုတ်ဘူးခုနကကျွန်တော်ပြောသလိုအက်ကကြီးပဲလည်းကူးမဟုတ်ဘူးတခြားထိုင်ကုန်တွေဘာတွေအစားလည်းကူးနိုင်တယ်အဲအကြာကြီးအချိန်ကြာကြီးထိုင်ရတော့ချွေးတွေဘာတွေထွက်တာရှိအဲ့ဒီကနေတဆင်လည်းပြဖို့စီဖို့တွေကူးနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအချိန်လိုရတယ်ပေါ့နော်ဒီ safety အတွက်အချိန်တစ်ခုလိုအပ်တယ်အဲ့ဒီအချိန်လေးကိုပေးပြီးတော့အတင်းနဲ့တိုင်တိုင်ပင်ပင်လေးရေးမယ်ဆိုလို့ရှိရင်တော့ ဟို client ရဲ့အနေနဲ့စိုးရိမ်ရမှာရှိပါဘူးဒီကျမ်းမာရေး side effect ဘာမှမရှိပါဘူးခင်ဗျစိတ်ချလက်ချထိုးပါเนาะဟုတ်ကဲ့ဟုတ် subscribe လောက်ထားဖို့မမီးရဲ့เนาะ